ဒီနေ့ကဆရာမကဆုံလာပြည့်နေ့เนาะလာပခါပြည့်တဲ့နေ့မှာဆောင်ရွက်ရမယ်ကုသိုလ်ပြုဖို့အစီအစဉ်လေးကိုဆရာမပြောပြပေးချင်တာဖြစ်ပါတယ်เนาะတကယ်တော့ဒီလာမယ့်ကဆုံလာပြည့်နေ့မှာပြုလုပ်ရမယ်ကုသိုလ်တွေကရုပ်ဖတ်တဲ့ဆယ်မှုနဲ့အထိတ်တန်ဟာရိုးရိုးရှင်းရှင်းလေးပါလို့တော်လည်းပဲဆရာမ live လွှင့်ပြီးပြောရတာတခြားမဟုတ်ပါဘူးဒီပြင်ဆင်မှုလေးတွေကိုပြောပြချင်လို့ဖြစ်ပါတယ်เนาะ ဲ့တော့ဥစွာပဲထမ်းမှာအဋိဋ္ဌံနဲ့ဆောင်ရွက်ရမယ်အကြောင်းအရာလေးကိုဥစွာပြောမယ်ပြီးရင်တော့ပြင်ဆင်မှုလေးတွေကိုဆရာမပြောပါနဲ့နော်ဆရာမတို့အခုလာမယ်ကဆုံလာပြီနေ့ဟာအဲဆရာမတို့ပြက်ကလေးမှာတော့မေလာ17ရက်နေ့ကိုကဆုံလာပြီနေ့လို့ဖော်ပြထားပါတယ်နော်အဲ့တော့ဆရာမမိတ်ဆွေအဟောင်းတွေကအလုံးသိပြီးသားပါအခုမှဝင်ရောက်ပြီးကြည့်ရှုတဲ့မိတ်ဆွေအသစ်တွေကြတော့ဇဝေဇဝါဖြစ်နေမှာဆိုလို့ပါเนาะတက်ဂရိတ်မှာရှိတဲ့ကဆုံလာပြင်းနေက 这个人观念呢，不差的，送垃圾的撇的。他看搞点伢嘛，他哪个里住呢？他哪个里住？龙 <noise> 啊，卫生啊，吃要嘛的。啊，垃圾业，喏，啊青啊黄啊，对呢，喏，一啊啊对呢，对些么青撇的啊，垃圾酸啊，啊撇些的青嘛，喏。然后垃圾里路有咯，他那的哈，垃圾里撇边么，白啊青，垃圾撇的酸啊，喏，啊对撇的青来是吧？我想嘛，多吃点，哎，俺里多吃点好吗？ cái liên này chủ sửa nên mình này ông quế sông ngủ chọc này đấy là mình chi vậy nó ồ biết quan mù à chỉ mà sông à chừng à là bé chừng này sửa ông trách lại đâu à à lúc trách lại không mà bé nhiều giờ đấy sửa à cứ làm ấy mê là sân này này tân niên là này giờ vậy đấy nó à rồi biết mẹ chừng à bé chừng này sửa à thì tân niên là này nhà sắt cái này vậy nó nhà sắt cái này nó sắt tôm này nè, tôm sắt cua sắt cái mà là ရဲ့အင်အားအပြည့်လပက်ခအပြည့်နဲ့လပြည့်မဲ့ချိန်ဖြစ်ပါတယ်အဲ့တော့ဆရာမတို့အခုလာပြည့်နေ့ကုသိုလ်အစီအစဉ်ပြုလုပ်တဲ့နေရာမှာဆရာမအဲ့ဒီလပြည့်တဲ့အချိန်ထက်စောပြီးတော့စတင်ဖို့ဆရာမအနေနဲ့နော်ပြောပြပါတယ်ဘာကြောင့်လဲဆိုတော့ပြည့်တဲ့ဆိုတဲ့အချိန်ဒီတစ်ဖြည်းဖြည်းမပြည့်ခင်မှာ အတက်အာကိုရသွားပါတယ်နော်ပြည့်ပြီးသွားပြီဆိုရင်တော့လာမင်းကြီးပြည့်ပြီးသွားပြီဆိုရင်တော့လာပြည့်ပြီးရင်ဘာလုပ်မှာလဲလာဆုပ်လာမှာပေါ့ နော်ရက်အဖြစ်နောက်တနေ့မှလားဆုံးတရက်နေ့လို့ဆိုပေမဲ့အမြင့်ဆုံးကိုရောက်ပြီးရင်နော်နောက်တလှမ်းဒီပြန်ဆင်းတဲ့ခြေလှမ်းပေါ့နော်ဒီသဘောပဲအပြည့်ဆုံးအချိန်ကိုရောက်ပြီးရင်နောက်အချိန်တစ်ခုဒီအဲ့ဒီပြည့်ခြင်းမှရော့တဲ့အချိန်ဖြစ်တယ်လားဆုံးတဲ့အချိန်ဖြစ်တယ်ဒါကြောင့်ဆရာမတို့ကအဲ့ဒီလားဆုံးတဲ့အချိန်ကိုနော်ဥတည်ခြင်းထက်လားပြည့်တဲ့အချိန်ကိုဥတည်ပြီးအဋိဌံတင်ပြီးရုပ်ဖတ်တရစေပူဆောင်ဖို့လေးကိုပြုလုပ်တာဖြစ်တယ်အတက်အားကိုရယူပြီး အဋိဋ္ဌံတွေကိုပြုတ်လုချင်တာဖြစ်ပါတယ်ဒါကြောင့်ဇမတို့အခုလာမယ့်ကဆုံလာခြင်းနေ့ကုတုအနေနဲ့ပြုတ်လို့ရမှာကနော်လတကယ်ပြည်တာဒီမေလာ12ရက်တနင်္လာနေ့ည7:00နာရီ23မိနစ်နဲ့နော်23မိနစ်နဲ့39စက္ကန့်မှာပြည်မှာဖြစ်တယ်အဲ့တော့ဇမတို့ကစပြီးတော့ပြုတ်လုရမှာကကြတော့ရွတ်ဖတ်တဲ့ဆယ်ပူဆောင်မှုနဲ့နော်ဖျားရှင်ကိုရှခိုးခြင်းနော် အပြင်ဆင်ပူဇော်ဆရာရှိတာတွေကိုပူဇော်ခြင်းနဲ့အားလုံးအတွက်စတင်ဆောင်ရွက်ရမှာကစတနာကြီး15မိနစ်ကနေစတင်ပါအားလုံးပြင်ပြီးပြီနော်ပြင်ပြီးပြီဖျားရှင်ကိုဩဃာတာဩဃာတာဩဃာတာစတင်ပြီးရှ िख ိုးပူဇော်တဲ့အချိန်ဟာစတနာကြီး15နော်အဲ့တော့စတင်ရမှာဖြစ်ခဲ့ညနော်ည7:15နာရီ15မှာစတင်ပူဆောင်မယ်ပြီးရင်တော့ဆရာမ8ဆက်ပြောမယ်နော်ရွတ်ဖတ်တဲ့ဆက်ပူဆောင်မှုတွေနဲ့သွားမယ်ဟုတ်ပြီ ဲ့တော့ဒီလအခုလာမဲ့ကစုံလာပြင်းနေမှာဆရာမတို့ဒီပွင့်တော်မူပြီးခဲ့ကုန်တော့ဖျားခွနစုကိုအာယုံပြုတ်ပြီးဖျားခွနစုကိုပူစော်ကြတော့ချင်းပြုတ်လုံးမှာဖြတ်ပါတယ်เนาะအဲ့ဒါကြောင့်ဖျားခွနစုဂါထာတော်ကြီးနဲ့ပူစော်သွားကြမှာဖြစ်တယ်ဒါကြောင့်ဖျားခွနစုကိုရည်စိုးပြီးပူစော်ကြတော့သွားမဲ့ကစုံလာပြင်းနေတဲ့အဋ္ဌံအတွက်ပြင်ဆင်မှုပြုတ်လုပ်ရမှာကိုဆရာမဒါလေးကိုအရင်ပြောချင်ပါတယ် အထက်ကအပြည့်တော်ဆရာမဒီဗီဒီယိုလေးနဲ့ live လွှဲပြီးပြောခြင်းဟာဒီပြင်ဆင်မှုကိုတိတ်တိတ်ချာချာပြုလုပ်နိုင်ဖို့ပါနော်အဲ့ဒီပြင်ဆင်မှုမှာပြောရရင်တော့ဆရာမရဲ့ဒီအထိပ္ပယ်တက်ရောက်တဲ့အကြောင်းအရာတွေအများကြီးပါဝင်ပါတယ်ဒါကြောင့်ဒီတိုင်းလေးတေချာလုပ်ပါဟိုတိတ်ခက်ခက်နဲ့နေတာမဟုတ်ပါဘူးနော်လွယ်လွယ်ကူကူလေးပါအခုမိတ်ဆွေတို့မြင်တွေ့နေရတဲ့အတိုင်းရှေ့မှာပန်းအိုတိုးပါမယ်တပြေအိုတိုးပါမယ်ပေါ့နော်ဟုတ်ပြီဖျားခွန်းဆုကိုအာယုံပြုတ်ပြီး ဖျားရှင်ဘက်ကိုမိမိကမျက်နှာမူပြီးเนาะနေနေတဲ့အချိန်ပုံစံအတိုင်းစဉ်းစားရင်မိမိရဲ့ညာဘက်မှာပန်းခုနှစ်ပွင့်ပြင်ဆင်ထားတဲ့ပန်းအိုတလုံးဆ ्याम ကဖန်ခွက်နဲ့ထိုးထားတယ်ပန်းဝန်းနဲ့ထိုးလဲရတယ်နော်အဲ့တော့ပန်းအိုတလုံးအဲ့ဒီပန်းကဆ ्याम ကဂန္ဓမာပန်းရလို့ဂန္ဓမာပန်းကိုပြင်ဆင်ထားတာပါဘာပန်းမဲ့ရရပါနော်နှင်းစီပဲရရဂန္ဓမာပဲရရအခြားဘလို့ပန်းမဲ့ရရနော်ခုနှစ်ပွင့်နော်ခုနှစ်ပွင့် ဒါမှမဟုတ်ရင်အပွင့်ကလေးတွေသင်းနေတယ်တချို့ကန္နမလေးတွေအပွင့်သေးတယ်လေအဲ့ဒါဆိုရင်ခုနှစ်ခက်ပေါ့နော်အဲ့ဒီလိုလေပန်းအိုပြင်ဆင်မယ်အဲ့တော့ဒုတိယဒီဘက်ကတပြေတပြေကလည်းပဲတပြေဖြစ်ဖို့တော့လိုတယ်နော်တပြေဖြစ်ဖို့လိုတယ်ခုနှစ်ခက်ပူဇော်ရမယ်တပြေမှာအာဆီယံတပြေတို့နော်ရိုးရိုးတပြေတို့တပြေတွေကလည်းအမျိုးမျိုးရှိနေတာပေါ့ဘလို့တပြေပဲဖြစ်ဖြစ်ပါနော်ဒီဘက်မိမိရဲ့ဘယ်ဘက်ချမ်းမှာရှိတယ်ဥမာ 特别困难开口，别三米，不少茶嘛，这个。那张四维呢？生马比白羊女车像我们老公，把白面、白米、米肉、身体热，把我们上老下来，白羊不养累的，得得累的，所以呢，那困难不养，所以呃，表扬一下呢，挣钱不不辛苦。那讲培养困难足够，这培困难不能不少钱呢，是不？像马肉啊，不养累的，困难不养咯，要生来扎，这个。啊，讲养白羊得得累的，偏天给买白肉，所以呢，困难开不少来吧，喏，对吧？白羊白嘛，白五。 ဘယ်ဘက်မှာမိမိရဲ့ညာဘက်မှာပန်းအိုးဘယ်ဘက်မှာတပြင်ညွတ်ခုနှစ်ညွတ်ပေါ့နော်အဲ့ဒီလိုပြင်ဆင်မယ်အဲ့တော့ဆရာမနောက်ပြင်ဆင်ပုံလေးတွေကိုဒီပန်းဝန်းလေးတွေခဏဖယ်ပြီးပြောမယ်နော်ဒါကဆရာမတကယ်ကတ်တူနေတာမဟုတ်ဘူးမိတ်ဆွေတို့ကိုနော်တိတိကျကျသေသေးချာချာမြင်ရအောင်လို့ဆရာမသေချာကိုပြင်ဆင်ပြီးတော့ဖော်ပြပေးတာဖြစ်တယ်နောက်အခုဆရာမနေနေတဲ့အနေအထားတွေခင်ဗျားဘက်ကညံ့နာမှုပြီးနေနေတယ်လို့နားလည်ပြီးမှတ်သားပေးပါအဲ့တော့ဒီပန်းဝန်းလေးတွေကိုခဏဖယ်လိုက်ပါမယ်နော်ဖယ်ပြီးရင်အခုမြင်နေရတဲ့အတိုင်းရှေ့ဆုံးနှမ်းမှာ 肌肉冬关是吧的，但偏可能是个激素病了，肌肉可能快变成他了吧，肌肉可能快变成毛囊，色素毛冬瓜的长，脑的苦，冬瓜的长，脑什么的快，里路呢？冬关冬关炒快脑嘛的快，可能快，那肌肉可能快不说到嘛皮吧的，哎 <noise> 罗，那肌肉可能快变成他呗，哎嘛，谁嘛心里的肌肉冬关嘛？<music> ရေတော်နှစ်ခွက်ရဲ့အလဲမှာခုနကပန်းအိုးเนาะဒီပန်းအိုးကိုထားမယ်။နောက်ဘယ်ဘယ်ချမ်းမှာရှိတယ်ရေတော်နှစ်ခွက်ရဲ့အလဲမှာတပြေထားမယ်နော်။ဟုတ်ပြီနော်ဒါဆိုရင်မျက်စိရှင်းပြီလို့ယူဆရတယ်။ဟုတ်ပြီဒါကရှေ့တန်းအတွက်ပြီးသွားပြီ။နောက်အဲ့ဒီရေတော်၃ခွက်မှာဒီရှေ့တန်း၃ခွက်နဲ့နောက်ရေတော်ဒုတိယတန်း၃ခွက်ရဲ့နှစ်ခုကြားထဲမှာနော်ရေတော်နှစ်ခွက်ရဲ့ကြားမှာမိတိုင်းတိုင်းရေတော်နှစ်ခွက်ရဲ့ကြားမှာမိတိုင်းတိုင်း ရေတော်နှစ်ခွက်ရဲ့ကြားမှာမိလိုက်တတိုင်းအဲ့ဒီလိုပြင်ဆင်မယ်အဒါဆိုသဘောပေါက်ပြီထင်တယ်ပြီးရင်အလယ်မှာရေတော်သုံးခွက်ရှိတယ်အဲ့ဒီရေတော်သုံးခွက်မှာရေတော်နှစ်ခွက်ရဲ့ကြားမှာမိလိုက်တတိုင်းရေတော်နှစ်ခွက်ရဲ့ကြားမှာမိလိုက်တတိုင်းထားမယ်ဒါဆိုရင်အားလုံးဒီရှေ့မှာမိလိုက်သုံးတိုင်းဒီမှာနှစ်တိုင်းငါးတိုင်းဖြစ်သွားပြီနော်နောက်ဆုံးမှာရေတော်တစ်ခွက်ရှိတယ်အဲ့ဒီရေတော်တစ်ခွက်ရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာမိတိုင်းတတိုင်းစီထားခြင်းအဖြစ်မိတိုင်းအလုံး9တိုင်းဖြစ်သွားမယ် ရေတော်ခုနှစ်ခွဲ မီးတိုင်ခုနှစ်တိုင်ကိုအဲ့ဒီလိုပြင်ဆင်ရမှာဖြစ်တယ်။အပြန်ပြီးပြောဖို့လိုသေးလားမသိဘူးเนาะသဘောပေါက်ပြီထင်ပါတယ်။အဲ့တော့ရေတော်၃ခွဲနှစ်တန်းပြီးရင်တစ်ခွဲနောက်ဆုံးမှတစ်ခွဲထားမယ်။နော်ရေတော့ရှေ့ဆုံးက3ခွက်ပဲ2ခွက်စီရဲ့အလဲမှာပန်းအိုအညွန်ပန်းအိုထားမယ်ပြီးရင်ရေတော့2ခွက်စီရဲ့ဈားတွေထဲမှာမိတိုင်းနေထားမယ်နော်နောက်တစ်ခါ ဒီရေတော့၃ခွက်ရဲ့ကြားထဲမှာမိတိုင်ထားမယ်သဘောပေါက်လားမသိနော်မိတိုင်ဒီလိုထားမယ်ဒီမှာအပေါ်အောက်ကြားထဲမှာမိတိုင်ထားမယ်အပေါ်အောက်ကြားထဲမှာမိတိုင်ထားမယ်ဒီအပေါ်အောက်ကြားထဲမှာမိတိုင်ထားမယ်နောက်ဆုံးရေတော်ခွက်ရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာမိတိုင်တိုင်စီရှိမယ်ဒါဆိုပြည့်စုံပြီနော်အဲ့တော့ခုနကဖယ်ထားတဲ့နော်ပန်းအိုးနဲ့ တတိယအိုးကိုပြန်ထားလိုက်တယ်နော်။ဗာမျက်စိလဲမှာဆိုလို့ပါပြင်ဆင်ပုံလေးဆရာမအဓိကအားဖြင့်တော့ဒါလေးကရိုးရိုးရှင်းရှင်းလေးဒီနေ့ဒီဒီလပူဆောင်ရမယ်ပူဆောင်မှုပါနော်။ဟိုဘာမှတိတ်ပြီးတော့ဟိုဘယ်လိုခေါ်မလဲဆိုတော့ခက်ရခက်စစ်တွေလည်းဘာမှမရှိပါဘူး။သို့တော့အဲ့ဒီပြင်ဆင်ပုံလေးကိုဆရာမပါဇက်နဲ့ဒီတိုင်းပြောလို့ရှိရင်သဘောမပေါက်ပါဆိုလို့ဒီလိုလေးရှင်းပြချင်လို့နော်။ဒီလိုလေးတေချာလိုက်လွှင့်လိုက်တာပါ။အဲ့တော့အဲ့ဒီနေ့မှာဆရာမကညနာမည်မေလ12ရက်နေ့ည7:00နာရီ 15မိနစ်မှာစမယ်အဲ့တော့အချို့တွေကပါရှိလဲဆိုတော့ဖျားရှစ်ခိုး၅ပါးသီလခံပြီးမိမိတို့ပုံမှန်လှူဒန်းနေတဲ့အရာတွေကိုလည်းလှူချင်သေးတယ်ဆိုတော့အဲ့ဒီလိုရှေ့မှာပေါ့နော်ကိုလှုပ်ချင်တဲ့အရာတွေရှိနေသေးတယ်ဆိုရင်နည်းနည်းစောပြီးပူဆောင်ရတယ်7တနာရီလောက်စပြီးတော့ပူဆောင်အဲဆံမကတော့23မိနစ်39စက္ကန့်မှာလဆွမ်းအပစ်အဲ့ဒီအချိန်ကိုဥတီပြီးတော့ဆံမတို့ပူဆောင်ရမယ် ဖျားခုနှစုပူဇော်မှုဂါထာကြီးကိုပူဇော်နေရင်းနဲ့အဲ့ဒီအချိန်ကိုရောက်သားစေချင်တာအတက်အားနော်ဘလို့အတက်အားလဲလရဲ့စွမ်းအားတွေတဖြည်းဖြည်းဘာဖြစ်လဲဆိုတော့ဟိုစက်မှတ်တာတာပူဇော်မှုကိုပြောရင်းနဲ့နည်းနည်းသဘောတရားလေးပြောပြချင်နော်ဒီမှာနေဒီမှာလနေနဲ့လနဲ့တထက်ထက်ဖြစ်သွားရင်ဘာဖြစ်ပါလဲဆိုတော့လကွယ်အဲ့ဒီကွယ်ရကနေနေရကြံရင်ခဲ့ပြီလာအသွားမြန်တော့တဖြည်းဖြည်းနဲ့လာကနေနဲ့ဦးနေရကနေပြီးတော့ထွက် အဖြစ်ဖြစ်ထွက်လာ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 ပြီးဆက်ဝိုင်းသရံရှိတဲ့အရာမှာအဝေးဆုံးတိ180ဒီဂရီပဲလေဆိုတော့အဲ့လိုထွက်လာရင်းနဲ့ဒီဆက်ဝိုင်းသရံသွားရင်းနဲ့180ဒီဂရီနေနဲ့ဝေးกว่าသွားတဲ့အချိန်မှာဒီလရဲ့နော်နေရောင်ကပေးတဲ့အရိပ်လွှမ်းခြင်းကိုလကလုံးဝဟောနော်ဟိုလွတ်သွားတယ်လွတ်သွားတဲ့အတွက်သူ့ရဲ့နေရောင်ရဲ့လွှမ်းခြင်းမရှိတဲ့အတွက်လရဲ့အချင်းလရဲ့အလင်းကိုဗဂရိမျက်စိနဲ့ 啊，刚说啊，爹娃面啊，来吃。啊，表演拉不卡别得吃，很牛的，喏。哎罗，哎罗，老弟，酸啊，别的啊，吃我，我听嘛。哎罗，老别前头把我背下来，输了，别让买苏格兰，哎罗，别的苏拉蒂都得请我进去拿，别的苏拉蒂啊，阿明请我进去拿，别的苏拉蒂阿帮我看看我进去拿。来，咱们先买罗，把路建下来，输了。 အဲ့ဒီကောင်းမှုကုသိုလ်ပြုတ်နေတဲ့အချိန်ဟာပြည့်တယ်ဆိုတဲ့အချိန်ကိုဥတည်ပြီးသွားချင်တာနော်အပေါင်းလက္ခဏာဖြစ်တဲ့အချိန်ကိုဥတည်ပြီးသွားချင်တာဒါကြောင့်အဲ့ဒီပြည့်တဲ့အချိန်မတိုင်ခင်မှာစလုံမယ်စစီစဉ်မယ်ရွတ်ဖက်မယ်ပူဆော့မယ်အဲ့ဒီရွတ်ဖက်ပူဆော့ပြီးတော့နေနေတဲ့အချိန်ဟာတဖြည်းဖြည်းတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ဘယ်ကိုဥတည်နေလဲဆိုတော့လပြည့်မဲ့အချိန်ဥတည်နေအကိုစပြီးပူဆော့နေတဲ့အချိန်မှာလဲလကသူ့အင်အားပြည့်ဖို့အတွက်တရွဲ့ရွဲ့နဲ့ရွေ့နေပြီ ဆရာမတော်ကလည်းအဲ့ဒီလိုက်ရသူ့အင်အားပြည့်ကိုရွေ့နေတယ်လို့ဆရာမတော်ကလည်းပူဇော်နေပြီဒီမှာပူဇော်နေပြီပူဇော်နေပူဇော်သွားပြီဒိုင်းဆိုလာအင်အားအပြည့်ပြည့်တဲ့အချိန်မှာဆရာမတော်ကအချားစိတ်ဘာမှမရှိဘူးဒီပူဇော်မှုနဲ့ဖြတ်တန်းသွားမယ်ဆရာမတော်တို့လိုချင်တာနော်ဒါကြောင့်မလို့အဲ့ဒီအချိန်မှာဟိုအဲ့ဒီအချိန်ကိုဥတည်ပြီးတော့ဆရာမတော်ဆောင်ရွက်မယ်ဖျားရှိကုန်းကဘာတိလာခံပြီးတော့ရုပ်ဖတ်တဲ့ဆယ်ပူဇော်ခြင်းနဲ့ဒိဋ္ဌံပြုတ်ခြင်းတိုတောင်းတဲ့သူတွေကနော်၁၇နာရီည၁၇နာရီနော်ည၁၇နာရီ၁၅မိနစ်မှာစလုပ်ရတယ်အကယ်၍မိမိမှာအခြားသော ်အပင်ဖိတ်ဖို့ပေါ့နော်အခြားသောလှူဒန်းပေါ်ရာအဆရှိတဲ့ဖြစ်မှာနော်နည်းနည်းချိန်ကြာမယ်ထင်ရင်တော့စက်တနာရီလောက်ကနေစပြီးဆောင်ရွက်ပါအဲ့ဒီစက်တနာရီကနေဆောင်ရွက်ပါတော့စက်တနာရီ15ရက်ကနေစပြီးဆောင်ရွက်ပါဆိုတာကဒါသတ်မှတ်ချက်မဟုတ်ဘူးအဓိကပြဆရာမမှန်းပြီးတော့အဲ့ဒီအချိန်ကို OTP သွားနိုင်အောင်လို့ကျွန်မဘယ်ချိန်မှစရင်တင့်တော်ရယ်ဆိုတော့ပြောတာဖြစ်တယ်အဓိကအားဖြင့်တော့ဘာလဲဆိုတော့အဲ့ဒီလာပြတဲ့အချိန်ကို OTP ပြီးတော့ပူဇော်နေတဲ့အချိန်မှာအဲ့ဒီလာပြတော့ တဲ့နာရီ23ခုနဲ့39စက္ကန့်ကိုရုပ်ဖတ်ပူဆော်ရင်းနဲ့ဖြတ်သန်းသွားဖို့အဲ့ဒါအဓိကပဲဘယ်အချိန်မှဆဆောက်เนาะအဲ့တော့ကိုကအချိန်ဘယ်လောက်ယူရမလဲစပြီးတော့ဒီပူဆော်ဖို့အဲအဲအဲ့ဒါလေးကိုပဲချိန်စပြီးတော့လုပ်သွားဖို့ဖြစ်တယ်เนาะအဲ့တော့အစီအစဉ်ကိုပြောမယ်ဘယ်ရဆောက်မလဲထုံးစံတိုင်းเนาะစပြီးတော့ကိုလက်တန့်စင်မယ်နောက်ည7နာရီ အချင်ဖြစ်နေတယ်တော်တော်မအိပ်သေးဘူးကိုလည်းတန့်စင်မယ်နော်ရေချိုးစရာမလိုဘူးချိုးချိုးချင်မှချိုးပါညစကောင်ကြီးရေချိုးလေးတွေဖြတ်ကုန်မယ်အဲ့တော့ရေမချိုးနဲ့ပေါ့ရတယ်နော်အဲ့တော့ကိုလည်းတန့်စင်လိုက်မယ်ခြေတိစင်မယ်လက်တိစေးမယ်ပေါ့နော်တန့်ရှင်းစင်ကြအောင်လုပ်လိုက်မယ်အဝတ်အစားကိုလည်းပဲဟိုညရေဝင်အင်းကြီးနဲ့မလုပ်ပါနဲ့နော်အဝတ်အစားနော်တက်ပြန့်တက်ပြန့်တဲ့အဝတ်အစားပေါ့နော်အဲ့ဒါလေးကိုလဲလိုက်မယ်ပေါ့နော်အဲ့ဒါလေးကိုလဲမယ်အလဲပြီးလို့ရှိရင်အဲဒီဒီပြင်ဆင်မှုတွေအတိုင်းပေါ့ဆရာမတော့လေဒီပြင်ဆင်မှုမျိုးတွေကိုဒီလိုပေါ့အရန်ဟိုကိုက လာပြင်းနေအဋိဋ္ဌံဆိုပြီးတော့ စိတ်တရာတရားထက်တန်စွာနဲ့ဆောင်ရွက်တဲ့အခုလိုရက်မျိုးတွေမှာအာဖြစ်နိုင်ရင်တော့ဇပွဲလေးခင်းပြီးတော့ဇပွဲပေါ်မှာပြင်ဆင်အောင်ဆရာမအဲ့လိုဒီပို့သဘောကြတယ်။ဘာကြောင့်လဲဆိုတော့ဖះเจ้าတော်ဟာဘလောက်ကျယ်တယ်ပဲပြောပြောလीเนาะကိုလိုချင်တဲ့ပုံစံမျိုးပြင်ဆင်ဖို့ကိုနေရာကိုငဲ့နေရတာမျိုးရှိတတ်လို့ပါเนาะအဲ့တော့ဇပွဲလေးနဲ့တည်တန်ပြင်ဆင်တာကတော့ပို့ပြီးတော့ကောင်းတယ်ပေါ့เนาะအဲ့လိုပြင်ဆင်ထားလိုက်ပြင်ဆင်ပြီးသားဖြစ်ရမယ်เนาะစပြီးပူဇော်တဲ့အချိန်မှာဒါတွေအလုံးပြင်ဆင်ပြီးသားဖြစ်ရမယ်မိတွေလည်းထွန်းညှိပြီးသားဖြစ်ရမယ်เนาะအဲ့ပြီးရင်တော့ဖះရှိခိုးမယ်ငါးပါးတိလခံယူမယ် ပြီးသားရင်တော့အရှင်မြတ်စွာဘုရားဤနေ့ဤရက်ဒီတဆုံလပြည့်နေ့ဤလအင်အားအမျက်မှားဆုံးသောဖြစ်သည့်တဆုံလပြည့်နေ့ဖြစ်ပါ၏ဘုရားဤနေ့ဤရက်တွင်ရှင်တော်မြတ်ဖျားနေ့တော်ကပွင့်တော်မူပြီးခဲ့ကုန်သောနောင်တော်ဘုရားများဖြစ်တော်ခုနှစ်စုသောဘုရားရှင်တို့ကိုတပည့်တော်သည်ဤလပြည့်အင်အားကြီးမားသောချိန်ကာလတွင်အာယုံညွတ်တွား၍ပူဇော်ခြင်းပြုပါမည်ဘုရား ဖရာခொနဆူဂါရာတော်ကြီးကိုရွတ်ဖတ်လျက်ခொနဆူသောဖရာတို့ကိုပူဇော်ခြင်းကိုအရှင်မြတ်စွာဖရာပူဇော်ခွင့်ပြုပါအရှင်မြတ်ဖရာဆိုပြီးတော့ဖရာရှင်ကိုခွင့်ပန်มาဖြတ်ပါတယ်အဲပြီးသွားရင်တော့အကျွန်ုပ်ဒီဂေါရမမြတ်စွာဖရာရှင်နဲ့တကွနောင်တော်ဖရာများဖြစ်ကြကုန်သောခொနဆူသောဖရာတို့ကိုအာယုံညွတ်သွားလျက်ဖရာခொနဆူဂါရာတော်ကြီးဖြင့်ရှင်တော်မြတ်ဖရာခொနဆူအား ရောပွားတဲ့ဆယ်ပူဇော်ခြင်းတွေတော့ခုနစုဖရာတို့အာယုံထား၍နော်စက်ကက်လှူဒန်းခြင်းပူဇော်ခြင်းတို့ကိုဆောင်ရွက်ပါမည်အေကုသူတို့ကိုအတူတကွဆောင်ရွက်နိုင်ကြရန်အတွက်ဆိုပြီးတော့သာသနာ့ဆောင်နေမင်းကြီးကအစပြုပြီးမိမိဖိတ်ကြားနေကြသမာရိဝနတ်မြတ်နတ်ကောင်းနတ်အပေါင်းအရိယာသူတော်စင်သူတော်ကောင်းသူညာကောင်းအပေါင်းတွေကိုအသေးချာဖိတ်ကြားပါဒီနေရာမှာဆရာမတစ်ခုနော်ထည့်ပြီးတော့ပြောချင်ပါတယ်အဲ့ဒီဖိတ်ကြားမှုမှာ 过江难，人江难，车江难，粮江难，越过上难了，表达菜，喏。阿江江念得过，阿江江念，瑟瑟不带怎么样？工作丢落去，生肖家狗呢？听表没呢？阿江江念得过，阿江江念，瑟瑟不带怎么样？工作丢落哦，瑟瑟不带怎么样？工作虽然没当数的那方面，但那点呢没数的那方面，咪咪呢算没当数的那方面，喏。瑟瑟不带怎么样？丢落哦，上肖家工作。 ကိုဆောင်နဲ့အိမ်ဆောင်နဲ့ခြံဆောင်နဲ့လမ်းဆောင်နဲ့ရက်ွက်ဆောင်နဲ့အဲအဲ့ဒီလိုပြောသွားပေးပါအဲ့ဒါလေးတစ်ချက်ထည့်ပြီးတော့ဖြစ်ဆွမ်းပေးချင်ပါတယ်ဖြစ်ဆွတ်ပေးချင်ပါတယ်နော်ပြီးပြီးတော့ပုံကိုယ်လေးကိုဖိတ်ကြပါမယ်နော်အကျွန်ုပ်နဲ့အတူတကွာမြတ်စွာဘုရားရှင်နဲ့တကွာနောင်တော်ဘုရားရှင်များဖြစ်တော့ဘုရားခုနှစ်စုတို့အားဘုရားခုနှစ်စုဂါထာတော်ကြီးကိုရုပ်ပါတရဆယ်လျက်ပူဇော်ရှိခိုးကြောပါမိဖုရားဆိုပြီးတော့ဖိတ်ကြမှာဖြစ်တယ် အဲ့တော့ဘန်နဲ့ကြိမ်ပူဆောင်มาလဲဆိုတာလည်းထည့်ပြီးပြောရမှာဖြစ်ပါတယ်9 3 21နော်ခရီး9စုဂါထာတော်ကြီးကို21ကြိမ်လက်အုပ်ချင်မိုးပြီးရိုသေစွာပူဆော်ရမှာဖြစ်ပါတယ်နော်အဲ့တော့21ကြိမ်ကများလို့ဆရာမကြီးမမှတ်မိဘူးတာလီလေးနဲ့ရောအဲ့ဒီတာလီကိုကင်ဝင်မထားနဲ့လက်မှာဖျားရှက်ခိုးတဲ့အချိန်မှာနော်ဆရာမတို့ကဒါဒီအဋိဋ္ဌံနဲ့အကျင့်ရေအတွက်ကိုဥတီပြီးတော့ရွတ်ပေါ်ရွတ်ပွားနေတာမဟုတ်ဘူးနော် ဖယားရှင်နဲ့တော့ဖယားရှင်ရဲ့တရားတော်ဖယားရှင်ရဲ့တပည့်သားတန်ခါတော်တွေကိုအာယုံပြုတ်ပြီးเนาะပူဇော်နေတာဖြစ်ပါတယ်အဲ့တော့ဖယားရှင်မှာဖယားကုံတော်တရားကုံတော်တန်ခါကုံတော်သုံးပါလုံးပါတယ်เนาะဒါကြောင့်ယရဏသုံးပါးကိုအာယုံထားပြီးဖယားခုနှစ်စုကိုပူဇော်มาဖြစ်ပါတယ်အဲ့ဒီလိုပူဇော်နေတဲ့အချိန်မှာเนาะ20ချိန်ဖယားခုနှစ်စုကားထားတော်ကြီးကိုရွတ်ပွားပြီးတော့ပူဇော်ရမှာဖြစ်တယ်ပူဇော်နေတဲ့အချိန်မှာလက်ဦးချီပြီးပူဇော်ရမှာဖြစ်တယ် အဲ့တော့အကျဉ်းကြီးအတွက်ကိုဘလို့မှတ်မလဲလို့ဆိုရင်တော့ဆရာမတော့လေဆရာမလုပ်တဲ့ပုံစံလေးကိုပြောချင်ပါတယ်အဲ့တော့တာလီလေးနဲ့မှတ်မယ်လူလူဆိုရင်တော့တာလီလေးဘေးချထားပြီးတော့ပူဇော်ပြီးတစ်ကျဉ်းပြီးသွားရင်တစ်ကျဉ်းနှိပ်တာပေါ့နော်သို့တော်လည်းပဲလုပ်တဲ့နာနောက်တစ်ခုကတော့ဘာလဲဆိုတော့ဆရာမကလေတက်သားချောင်းလေးတွေပေါ့တက်သားချောင်းလေးတွေကို20ခုကိုအာတစ်ဖက်မှာပုံထားလိုက်တယ်ပေါ့နော်ပုံထားလိုက်ပြီးတော့ဟိုဘလို့တာလီနှိပ်ရင်တော့မှတစ်ခါလေးကနန်းတွေကနှိပ်လို့ ခလုတ်လွတ်နေရင်ဟိုဟာမဖြစ်လို့အာယုံဆိုင်နေရသေးတယ်။အဲဒီဒုံချောင်းလေးနဲ့လောက်တာတော်တော်လေးပေါ့ပါတယ်။ပူစော်ပြီးသွားပြီဆိုရင်တစ်ချိန်ပူစော်ပြီးသွားတာနဲ့နော်ပူစော်ပြီးသွားရင်ဒီလိုလေပူစော်လို့အာလုံးပြီးသွားရင်ဘတ်ဆိုယူပြီးအဲ့လိုချတာမျိုးမဟုတ်ဘူးနော်။တစ်ချိန်ပူစော်ပြီးသွားရင်ဒီလိုလက်အုပ်ချပြီးပူစော်နေတဲ့အချိန်မှာရင်ဘတ်မှာလက်အုပ်ကိုထားပြီးပူစော်ပါ။နော်ဒါရှစ်ခိုးကြော့နေတာမဟုတ်ဘူး။ဂါရဝပြုတ်နေတာဖြစ်တယ်။ဟုတ်ပြီ။ပူစော်လို့ပြီးသွားပြီအဲ့ဒီတပိုက်ပြီးပြီဆိုရင်လက်ကို နှစ်ဖိုးပေါ်ကိုတင်လိုက်ပြီးတော့မှနော်နှစ်ဖိုးပေါ်ကိုတင်လိုက်ပြီးတော့မှလက်ကလေးကိုအောက်ပြန်ချပြီးရင်ကိုဘက်ကခုနကဒုတ်ချောင်းလေးပဲဖြစ်ဖြစ်ယူပြီးတော့ဒီဘက်ကိုပြန်ထားပြီးရင်လက်အောက်ပြန်ချအဲ့ဒီလိုပုံစံနဲ့မှတ်သွားကိုဘက်က ့21ချိန်ဆိုတော့21ချောင်းပေါ့21ချောင်းဒီဘက်ရောက်ပြီးပြီးပြီဆိုရင်ဒါပြီးသွားပြီပေါ့နော်အဲကျန်တဲ့ဟိုမိတ်ဆွေတို့ကလည်းကိုအဆင်ပြေသလိုလုပ်ကြပါဒါဆ iam မလုပ်တဲ့ပုံစံလေးပါနော်အဲ့လိုလေးလုပ်ပါတာလီကြတော့ဘာဖြစ်လဲဆိုတော့ဆ iam မလုပ်ဘူးလေတာလီနဲ့နှဲ့ရင်နဲ့တခါလေးကြရင်ခလုတ်ကလော့နေတဲ့ခါကျတော့နှဲ့ရင်မထိတာနဲ့အာယုံကအဲ့ဒီရောက်နေတော့ကျမစိတ်ထဲမှာဒါဒီ အရင်အတွက်ကိုသွားပြီးအာယုံထားနေတယ်ဒီမှာကာရဝစိတ်တွေလွတ်တယ်ပေါ့နော်ဆရာမအဲ့လိုတွေးတာနဲ့တာလီနဲ့မလုပ်ဘဲနဲ့အဲ့လိုလေးပဲလုပ်ဖို့စိတ်ကူးလေးပေါက်တယ်ပေါ့နော်အဲ့လိုလေးလုပ်တဲ့မှာတယ်ဟုတ်ပြီအဲ့တော့ဘုရားရှင်ကိုအဲ့ဒီလိုအဋ္ဌထံပြီးနော်ပုံကိုယ်ကိုပင့်တယ်အားလုံးပင့်လို့ပြီးပြီးဆိုတဲ့အခါမှာနော်ပင့်မယ်ပင့်ပြီးတော့ပူဇော်ဖို့ပြောတဲ့နေရာမှာလည်းပဲဘုရားခွနစုဂါထာတော်ကြီးကို22ချိန်တိုင်းတိုင်းယောဖာတဲ့ဆယ်ရွေဘုရားခွနစုဟာပူဇော်ပါနီး ဆိုပြီးတော့အဲ့ဒီလိုအဋ္ဌံတင်ရမယ်နော်အဲ့ဒီလိုဆောင်ရမယ်ပြီးသွားလို့ရှိရင်တော့နတ်တွေကိုပင့်မိပြီးဆိုရင်မိမိပင့်ဖိတ်တဲ့နတ်တွေကြွားရောက်လာပြီလို့အာယုံထဲမှာစိတ်ကူးထားလိုက်ပါနော်ကြွားရောက်လာပြီဆိုရင်အရှင်မြတ်စွာဘုရားတပည့်တော်ဒီကြွားရောက်လာကြအောင်တော့တမာရီဝါနတ်မြတ်နတ်ကောင်းနတ်နတ်အပေါင်းတို့နဲ့အတူတကွာရှင်တော်မြတ်ဖျားမြတ်စွာဘုရားရှင်ဂေါရမမြတ်စွာဘုရားရှင်နဲ့တကွာနောင်တော်ဘုရားရှင်တို့အားဖျားခွန်စုဂါထာတော်ဖြင့်၂၁ချိန်တိုင်းတိုင်းရုပ်ပွားတရေဆယ်၍ရှခိုးပူဆောင်မိချက်ပါပြီဗျာ 一不扫墓而对，看了我这样写，他以为可能是培养啊，阿用他的，班可能不会，大马方言妹妹个，可能开手嘞，班可能开口变声韵，不错吧，一条。那边半路啊嘞，培养可能是阿易熟韵，特别可能开口变声不错吧，一，几年多，一年多，喏，大些马路那个走路，偏了没偏了，偏些马路，几年多，一年多。 ရေတော်ခொနှက်ခွက်တို့ကိုလည်းဖရာခொနှက်စွာအာယုံညွတ်တွား၍စက်ကပ်ပါ၏ဖရာခொနှက်ကပန်းနေညွန့်ပန်းနေအောင်ပူဇော်တာနော်စက်ကပ်ပါ၏ဖရာပြီးတော့အေးအလင်းတိုင်းခொနှက်တိုင်းတို့အားလည်းရှင်တော်ဖရာခொနှက်စွာအာယုံညွတ်တွား၍ထွန်းညိပူဇော်အပ်ပါ၏ဖရာတမီးတော်ဤပူဇော်မှုစက်ကပ်လှူဒန်းမှုတို့ကိုအပူဇော်ခံအလုခံချင်းညင်ပေးတော်မူပါ အရှင်မြတ်တို့ဘုရားဆိုပြီးတော့ဘုရားရှင်ကိုဒီပြင်ဆင်ထားတဲ့ပူဇော်မှုတွေကိုစက္ကတ်ချင်းပူဇော်ချင်းလူတန်းချင်းပြုလုပ်ရမှာဖြစ်ပါလေပြီးသွားရင်တော့ဘုရားရှင်ကိုအာယုံပြုပြီးတော့နော်စပြီးတော့နမောတတအစချီပြီးနော်ဘုရားခုနှစ်စုဂါထာတော်ကြီးနဲ့ခုနှစ်ကြိမ်တိုင်တိုင်အသေးအချာအာယုံညွန့်တွန်းပူဇော်ခြင်းပြုရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီလို22ချိန်ပူဇော်လို့အားလုံးပေးသွားပြီဆိုရင် 喏，新年刷片片先包罗，各位晓得滴？片可能说啊，哎呦，你抓一，就得历年刷片，辛苦那算得轻淡淡，辛苦不少，给老盖发一片，好不？喏，一道道，可能是道片，新那个，那算得轻淡淡，就得历年刷，辛苦不少。 个罗个丫头，伊搞么孤独多俏？特别罗的太阳热热拿，太阳热热拿，单个热热拿的胡道，热热拿日都马多伊阿松阿马熬耐。以前耍的太迷，当初日日多，太阳照太阳日多过，渐渐不安阿臭觉，日毛就耐的，谁也巴是听。喏，好比喏，伊拉哩呗，真呐。 ဘာမှစွမတောင်းပါနဲ့နော်ဒီကနေရန်ကုန်ကနေမန္တလေးသွားမဲ့သူဟာမန္တလေးကိုသွားမဲ့ခရီးတယ်တယောက်ဟာစွတောင်းစရာမလိုဘူးဘကိုးကိုလည်းဖြတ်တယ်နော်ဒိုင်ဦးကိုလည်းဖြတ်ပါတယ်ဒီသဘောပါပဲနော်အဲ့တော့ဆရာမဟာပစံရပါစေချမ်းသာပါစေဆရာမလည်းဘယ်တော့မှစွမတောင်းစွမတောင်းအဲ့တော့ဒါစွမတောင်းလို့နေတယ်ကိုစွတောင်းရင်ဒါတွေဖြတ်လာဒီလိုနဲ့တော့ဘာနဲ့မဟုတ်ဘူးဒါပေမဲ့ ိုတခုခုလုပ်ပြီးရင်ဒါလည်းဆရာမပြောချင်တယ်။ကုသိုလ်တခုခုလုပ်ပြီးရင်ဤကုသိုလ်ကြောင့်အကျွန်ုပ်ဒီဘာရပါစေဆိုတဲ့အတွက်အပဲယူလုပ်တဲ့ဆုတောင်းတဲ့အပြောအဆိုတွေကြောင့်ရှေ့ကရိုးသေစွာလုပ်ခဲ့တဲ့ပူဇော်မှုတွေဟာပော့သွားတယ်ညော့သွားတယ်။နော်ဆရာမဒါအောင်မဖြစ်စေချင်ဘူး။ဒါကြောင့်မလို့နော်နိဗ္ဗာန်မဲ့ဖို့ကလွဲလို့ကျန်တာကိုဆုမတောင်းပါနဲ့။နိဗ္ဗာန်မဲ့ဖို့ကိုမျက်မှောင်ပြုတ်နိုင်မဲ့သူသည် နိဗ္ဗာန်မတ်ဖို့လမ်းကြောင်းကိုသွားဖို့အတွက်ခလုတ်ကသိန်းဖြစ်ဖြစ်စေတတ်သောပင်မညာဆင်းရဲခြင်းဒုက္ခရောက်ခြင်းအနာရောဂါများခြင်းအဆရှိတဲ့ခလုတ်ကသိန်းတွေကိုသူ့ဟာသူကံတရားကဖယ်ရှားရှင်းလင်းပေးသွားလိမ့်မယ်နော်အဲ့လိုလေးပြောချင်ပါတယ်ဒါကတော့ကြုံလို့ပြောတာပါကဲဒါဆိုရင်အားလုံးပြီးသွားပြီဆိုတဲ့အခါမှာတော့ဘာပြောရမလဲဆိုတော့နော်ကြွားရောက်ရင်အကျွန်ုပ်နေအတူတကွခုနစသောဘုရားရှင်တို့ကို27ချိန်တိုင်းတိုင်းရိုသေလင်းမြတ်စွာ ပူစော်ရှစ်ခိုးကြသည်ဖြစ်၍ပူစော်ရှစ်ခိုး၍ပြင်းမြောက်ခဲ့ပြီဖြစ်ပါသောကြောင့်ကြွရလာကြသောတမာရီဝါနတ်မြတ်နတ်ကောင်းနတ်ပေါင်းရိယာသရစင်သရောကောင်းသူများကောင်းပေါင်းအဆောင်ရှောင်ပုဂ္ဂိုလ်ပုဂ္ဂိုလ်များအားပေါင်းတို့ဝမ်းမြောက်ဝမ်းသာရှိကြပါကုန်လောသာဓုသာဓုသာဓုအဲ့ဒီလိုလေပြောရမှာဖြစ်တယ်နော်ဘာဖြစ်လို့လဲမိမိလည်းဝမ်းမြောက်ဝမ်းသာစွာနော်ပူဇော်ခဲ့တာဖြစ်တဲ့အတွက်မိမိဖိတ်ကြားပြီးအတူတူကပူဇော်တဲ့ပုဂ္ဂိုလ်ပုဂ္ဂိုလ်များတွေလည်း မိမိကဲ့သို့ပဲဝမ်းမြောက်ဝမ်းသာရှိကြမှာဖြစ်တဲ့အတွက်ဝမ်းမြောက်ဝမ်းသာရှိကြဖို့နှိုးဆော်ပေးလိုက်တာဖြစ်ပါတယ်။အဲ့ဒါပြီးရင်တော့ယနေ့ပြုတဲ့ဒီကုသိုလ်တွေကိုအမျှပေးဝေရမှာဖြစ်ပါတယ်။အမျှပေးဝေပြီးရင်တော့နော်မြတ်တာပို့တာရမှာဖြစ်တယ်။မြတ်တာပို့တာပြီးရင်တော့မိမိဖိတ်ကြားထားတဲ့ပုံကိုယ်ရအောင်လုံးကိုပြန်ပို့ရမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ကဆုံလာပြင်းနေနော်လာဘက်ခါပြင်းနေရဲ့ကုသိုလ်အစီအစဉ်လေးကိုစနစ်တကျစီစဉ်ဆောင်ရွက်လို့ပြီးသွားပြီဖြစ်ပါတယ်။ အဲ့ဒါဒီချိန်ဒီကာလမှာရောက်ရှိလာမဲ့ကဆုံလာပြင်းနေဟာတနင်္လာချိုကြီးဟာဒိဋ္ဌာယာတိမှာရက်တည်ပြီးလာပြင်းမှာဖြစ်တယ်အဲ့ဒီတနင်္လာချိုကြီးဟာဖယားရှင်ပွင့်တဲ့အချိန်လုံးကနော်ဖယားရှင်ကိုမွေးတာလေကဆုံလာပြင်းနေပွင့်တာလေကဆုံလာပြင်းနေပဲအဲ့ဒီပွင့်တဲ့မွေးတဲ့အချိန်မှာလေဖယားရှင်ကဝိတ္တခါနှက်ခတ်နေစန့်ရှင်ပြီးမွေးဖွာတော့ဟုတ်ခဲ့တယ်ဖယားရှင်ပွင့်ထွန်းတဲ့အချိန်မှာလေပဲ အဲ့ဒီလိုပဲဝိသခာနတ်ခတ်နဲ့ပဲစမ်းရှင်ပြီးတော့ပွင့်တော်မူခဲ့အခုလဲရရှိလာမဲ့ကဆုံလာပြင်းနဲ့ဟာတနင်းလာလမင်းကြီးဟာဝိသခာနတ်ခတ်နဲ့အတူရှင်တွဲပြီးလာပြင်းမှာဖြစ်ပါလေအချိန်ခါကောင်းနတ်ခတ်ကောင်းအချိန်ဖြစ်တဲ့အတွက်ကြောင့်เนาะအင်မတန်ထွတ်မြတ်တဲ့အချိန်ကာလကိုဇမားတို့ရဲ့ကျေးဇူးတော်ကြီးမားလှပါတော့ဂေါရမမြတ်စွာဘုရားရှင်ကနောင်တော်ဘုရားရှင်များဖြစ်ကြကုန်တော့ နော်ခုနစုသောဖရာတို့ကို22ကြိမ်တိုင်တိုင်ရိုသေစွာပူဇော်ပြီးအခုရောက်ရှိလာမယ့်ပဆုံလာပြည့်နေ့ကို ကုသိုလ်များနဲ့ဖြတ်သန်းကြပါစို့